တထောင်ရောက်တယ်အဲအဲ့ပစ္စည်းတွေအကုန်လုံးစည်ရင်းတွေလောက်ပါတယ်လောက်ပြီးသွားပြီဆိုဒီနေ့ငပီးရဘူးပေါင်း9000ပို့ပါတယ်အဲ့ကြောင့်အလောက်ကနည်းနည်းများသွားတယ်ဟောကျေးဇူးတင်ပါတယ်အားလုံးရင်ချစ်တယ်နော်တဲ့ဟုတ်ကဲ့ပါငါပြရရန်ကောင်းနေတော့တဲ့ကျေးဇူးတင်ပါချမ်းရင်ချမ်းစီမှာလောက်တော့မလို့ဘူးလားတဲ့အင်ကောင်းမောင်ငယ်လေးကတဲ့ချမ်းကိုအရင်သဘောကြတာတဲ့ chú chú đi mà ấy mà mà lấy bé cả lấy mà chú chú đi nè hậu em không có bà để hậu kia mà mai bay bay phi phi တီတော့မစင်ကြပြစလေးပို့လာမှာနော်အလုံးလောရတာလေးတစ်ခါကြိုက်လဲဆိုပဲစီတစ်ခါကြိုက်လဲပင်မဲနေပစ္စည်းတစ်ခုကိုလူတိုင်းလည်းမကြိုက်လူတိုင်းလည်းမကြိုက်တယ်လို့ပေါ့နော်ကိုဘလောက်ပဲ ပျော်ရွှင်စရာပြပြဘလောက်ပဲစိတ်ကောင်းကောင်းဘလောက်ပဲကိုယ့်ရဲ့ပုံစံတိုင်းကရိုးရှင်းနေပါစေလူတိုင်းလည်းကိုယ်မကြဘူးပေါ့ဒါပေမဲ့ဘဝမှာသူများနဲ့မတူအောင်တော်တော်ကြိုးစားရရတကယ်ပါလွယ်လွယ်လေးနဲ့တော့မဟုတ်ဘူးပေါ့လူတွေအမြင်မှာတော့အခုချန်တို့ကိုကြည့်လိုက်မယ်ဆိုရင်အာသူတို့တော့ဘာမှမဟုတ်ဘူးအာသူတို့မျက်လုံးထဲမှာကုလုကလိုင်ဖြစ်တယ်ပေါ့နော်အဲ့ အဲ့လိုမျိုးဆိုရင်တို့ကကြတော့ဒါပုံမှန်ပေါ့ဒါပေမဲ့ချမ်းကျွမ်းကလေချမ်းဆိုရင်တစ်ခါတည်ရင်ကြရင်ဘာပြောချင်လဲဆိုရင်ချမ်းအရင်အလုပ်စူးစားခဲ့ရချမ်းအလုပ်ကိုတအားစူးစားခဲ့ရသူများလည်းမတူအောင်စူးစားခဲ့ရဘဝမှာလေအာဟို မလွတ်ဘူးကွယ်ပြောမယ်ဆိုတည်လားပတ်စံတော့စီးခဲ့တာမေအခုလဲစ조사ရဲ့အလုတ်လုတ်တယ်အာတတ်နိုင်တလားဘောလူတယောက်ခါကြတော့လေသူ့ရဲ့စမ်းနဲ့သူ့ရဲ့ကံလေးကပါတုံးတာအလုတ်လုတ်ရတာဘောနော်တကယ်စမ်းနဲ့ကံနဲ့ကုန်သွားတဲ့နေရာရင်ဘယ်လိုလုပ်စားအကျေးဇူးတင်ပါတယ်အရင်ချင် တခိုးကိုလည်းလှူတာပြောလို့လည်းဝေဖန်နေကြရဲ့ပြောဥပဒေချမ်းစိတ်ဝင်စားအောင်တလားချမ်းကွန်မက်လည်းမပိတ်ဘူးအကောက်လည်းမပိတ်ဘူးဒါပြောလဲလေးငါရက်ပဲပြောပြီးလွှတ်ထားပြီးလဲအဲ့ရောက်နောက်လို့လူတွေလည်းမကြည့်နိုင်ဘူးอืมကိုကဘာမှမဟုတ်တာလည်းလောက်တာလည်းမဟုတ်ဘာမှဟိုနေမဖြစ်တာလည်းမဟုတ်ချက်တလောက်ပြောဒါဆိုဥပိ္ပခပြုတ်တဲ့နာကိုပြုတယ်ကိုလည်း ဟုတ်ပါတယ်ပုံမှန်လေးကျွန်တော်ကြည့်ဆိုချင်ပါတယ်လူတွေကအကွမြန်မာနိုင်ငံလူတွေတော့ဘာဖြစ်အဲ့ TikTok တွေပေါ်လာပြီးနောက်ပိုင်းမှာလေအတန်ရှိရှာတဲ့လူအရန်ပေါ်လာတယ်တကယ်ပြောပြရင်အဲ့ဒါလေအမှန်ဆုံးအဲ့လိုဟိုအဲ့ဒီ TikTok တွေပေါ်လာပြီးနောက်ပိုင်းမှာတို့ကအရန်တအားနေနောက်ပိုင်းအဲ့လိုမျိုးတွေဖြစ်လာတယ်လေဘုံကြီးဒါကျွန်တော်ကအကိုရဲ့တဲတွေကကြတော့ဟာဒါကြီးတဲ့လူတွေအနေနဲ့ကကြတော့ line မှာကြီးလိုက်တယ်အဲ့ဆက်လေး၅စက္ကန့်တနာစရာလေးအော်တော်လိုက်တာတာဒု အညာဒုခေါ်လိုက်တယ်နာဟိုဟိုကိုကဟိုမပြောတာကွာဒါပွင့်လင်းဆုံးပြောပြတချို့ကကြတော့လေချက်ပြောကျင်တာကွာတချို့ကချမ်းဘလိုဝေဖန်လဲဆိုတော့ဒီကောင်ကလည်းငပိတမျိုးပဲရောင်းပြီးရောတဲ့ကာသိန်းအာကာဘရန်မျိုးတွေကိုတဲ့နှစ်စီးသုံးစီးပွဲစီးထားတာတဲ့ဘေးရရတဲ့ဘာညာပေါ့နော်အဲ့လိုသူတို့ကကိုစီးတာလေးကိုတင်လိုက်ရင်အဲ့ဒါလေးပဲသူတို့ကမြင်တာ ာမြင်တာကို့မှာလေအလုတ်တွေဆိုတာလေအမှန်ဆုံးပြောပြရမယ်တပုံကြီးစီရင်အလုတ်မျိုးစုံလောက်တာအဲ့ဒါပဲတည်တာတချို့ကကြတော့လေအာဟိုအမှန်နဲ့အခုကမြန်မာပြည်မှာပုပ်ပွင့်လင်းလင်းပြောရမယ်ဆိုရင်လေအဲ့လိုဟိုဟိုအရင်တမပြောနဲ့မရဘူးသူတို့ကစွပ်ပန်းနုတွေလောက်ပြအဲသူတို့မှားဝိုင်းငိုပြမျက်ရည်ထွက်ပြချမ်းတို့လေ ချမ်းတို့လေမျက်လုံးကိုလေအဲ့လိုငရုပ်သီးနဲ့ပိုင်တော့မျက်ရည်မထွက်တဲ့စောက်မျက်လုံးလေဒီစောက်စောက်လုံးတွေကတချို့စောက်လုံးတွေကစောက်ရည်လွယ်မလွယ်อืมတကယ်ပြောပြရဲတချို့မျက်လုံးတွေကစောက်ရည်တအားလွယ်နည်းနည်းဖြစ်တာလဲငိုပြီဒီဒီဟာဒီစောက်လုံးတွေကလေဟိုတန်မတိတို့မာကြောတဲ့ဒီလားအဲတကယ်ပြောပြရဲအဲ့လိုတနည်းလေးပြသူတို့ကြည်လိုက်လုံးကြည့်နိုင်လုံးပြိုင်ငိုပြီပြွားရဲအမပြွားရဲမှာပန်းသူတွေစုတ်ခင်းတော့မယ်အဲ့သူတို့စောက်လုံး chỉ giúp được mà để yên chết tiền ở trên gì để học kế bà học có thể người thấy lại <Nh...ình> này mình đang chỉ biết để nói chỉ giúp được mà để học yên chết tiền ở trên gì để chỉ giúp được mà để học mình là vào trên gì để học kế mình là vào như vậy trên đây là abin đi bà để thái hòa chào lá không bị gặp mà làm mới học mình đã chưa nhảy bọc gỗ mà à trong những ngôi này nhảy bọc gỗ mà phơi mà တနင်္ဂနွေနေ့ကပကိုးမှဆိုင်ဖို့မှာပကိုးပကိုးကျေးဇူးတင်နေတာချမ်းရည်ရဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ချမ်းရည်ရမင်္ဂလာပါတယ်ဟုတ်ကဲ့ဒီတော့မစာရီပူရာလက်ခံပြပါဦးနော်အမြင်ပါသေးချင်လက်စာပြန်ပြီးမယ်မစာရီရဲ့အရန်များတော့ပါနော်မင်္ဂလာပါခင်စင်ဘာလဲကျေးဇူးတင်နေနော်ဟုတ်ကဲ့အရန်ချစ်တယ်တဲ့ဘာလဲ ကျနေတဲ့ကောင်ချင်းအောင်ကောင်ချင်းလို့လည်းမနဲ့အောင်ပြအောင်မြောင်စူးစမ်းမြင်တော့ဂျီစုတင်ပါတယ်ဟုတ်အရင်ချက်ပါအမားတို့ရဲ့ချန်လိုက်လေမချခင်ပြပြတချို့သူတွေပြောတာလေချန်ကိုအားကြစရာလည်းစီးတယ်လို့ပေါ့တချို့သူတွေတွေ့ကြတယ်မနာလို့စရာလည်းဖြစ်တယ်ပေါ့နော်ဒီလိုမျိုးတည်းရဲ့ချန်ဘွားမှာချန်ငငယ်လေးတည်းကချန်လိုက်လေမချခင်ပြောပြလိုက်မယ်နော်ဒါလေးပဲနားထောင်မိတယ်ကောမတ်ဖက်တာလေကောမတ်ရေးတာလေရေးဘလို့ရေးရေးရတယ်ဘဝမှာငငယ်လေးတဲ့လူမန်းတိတဲ့အရွယ်တွေကတော့မဟုတ်သေးရဲ့ မွတ်စလင်မှာခုနှစ်နှစ်သား၈နှစ်သားလောက်တည်းကချမ်းရွာဟောင်းကိုးစဉ်ဈေးပက်ရောင်းပါဈေးပက်ရောင်းတဲ့အချိန်မှာအရွမ်းချမ်းကျင်နားလဲတိတက်လို့မဟုတ်ဘူးအခုကွန်းတီးတွေကျွေတယ်တရက်တီးတွေကျွေတယ်မိုးတွေဘက်သို့တရက်တီးတွေကျွေပြီးဆိုချမ်းတို့ကလေတရက်တီးတွေလိုက်ကောက်ရတယ်အမ်တရက်တီးတွေကျွေပြီးဆိုရင်ဘာဒီဘက်ချန်တွေကနေပြီးတော့ဒီဘက်ချန်ကိုကျွေပြီးဆိုလမ်းမပြင်မှာချမ်းတို့ရက်ဆောက်ရတာတရက်တီးတွေကိုချမ်းတို့ကကောက်ကောက်ပြီးတော့အင်းကြီးတွေအဲ့လိုကောက်ထည့်ပြီးတော့လေပြေခါကျရင်ဆိုင်အင်ရှင်တွေကခွက်လေးနဲ့ပြစ်တယ် ခွက်လေးနဲ့ပြက်လဲကိုကမကြောက်ဘူးအဲ့တည့်တည့်လိုက်ကောက်ပြီးတော့အိမ်ကိုပြန်တယ်မိုးမိုးတွေရွာလီတွေတိုက်ပြီးဆိုတည့်တည့်ကချွေပြီးလေအဲ့တော့အဲ့ဒါလေးကောက်တို့ခူတို့ပြွားပြီးဆိုအိမ်ရောက်သွားပြီးဆိုကျွန်တော်ထမင်းအိုးတဲတဲ့ဒံအိုးဘုံးလေးကိုကျွန်တော်ပြို့တောက်ချောင်းကိုကျဲလေးလိုမျိုးဟိုဘက်ဒီဘက်ထားလိုက်တယ်ဟိုဘက်ဒီဘက်ထားလိုက်ရောအတည့်တည့်ပုံလေးတွေကိုကျွန်တော်ပုံပြီးတော့ကျွန်တော်လိုက်ရအောင်တာ တပုံ20ပေးရရ30ပေးရကျွန်တော်လိုက်ရအောင်လားရောင်းလို့ကုန်သွားပြီဆိုရင်အမေပတ်စံလက်ပေးတယ်မဟုတ်ဝယ်စားတယ်ခလေးဘွားပေါ့အဲ့လောက်အဲ့လိုမျိုးအလုံးလုံးလာတာနော်နောက်ထပ်ပြီးသွားပြီဆိုရင်ပေါ့အရွယ်လေးတွေတဖြည်းဖြည်းတဖြည်းဖြည်းရောက်လာတဲ့အချိန်မှာသူများ channel မှာလောက်တက်ကင်တက်လာပြီးဟေးဆိုရင်တကွန်းဟာကွန်းလိုက်ငားစီတာဘဝမှာပြောပြရမယ်ဆိုရင်စာအုပ်တအုပ်တော့ရေးလို့ရတယ်တိလားပေါ့အဲ တချို့တွေအမြင်မှာတော့ကြည်ပြီးတော့လေပြောချင်တယ်ပြောဆိုချင်တယ်ဆိုနေကိုရဲ့ဘွားကြောင့်ကိုတိတာဖြစ်တဲ့ကြောင့်ကိုကိုဘာကိုပိုင်ဆိုင်လိုက်တဲ့ဘာအရာမဆိုအမြဲတန်ဖို့ထားရတယ်။ဘာကြောင့်လဲဆိုကျွန်တော်တို့ကလုံးလုံးကကျွန်တော်တို့ဒီမိဘကြိုးထားနောက်ခံပြည်စုံ ူညီပန့်ဖို့ဆရာတွေလက်အောက်ကထွက်လာတဲ့လူငယ်တယောက်မဟုတ်ဘူးကျွန်တော်တို့ရဲ့အုံနောက်တေးသေးလေးနဲ့ဘဝကိုခက်ခက်ခဲခဲအခက်ခဲပေါင်းမြောက်များစွာအယွနဲ့မလိုက်အောင်ကြိုးစားလာခဲ့ပြီးမှဒီနေရာကိုရောက်တယ်ဒီနေရာကိုရောက်တဲ့အချိန်မှာလည်းကျွန်တော်တို့လက်ထဲကိုပိုင်ဆိုင်လာတဲ့အရာပဲပစ္စည်းမဆိုကျွန်တော်တို့အရန်တန်ဖို့ထားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီလွယ်လွယ်ကူကူနဲ့ရားခဲ့တဲ့အရာတွေမဟုတ်ဘူး။ပေါ့ပြပြနဲ့ရားခဲ့တဲ့အရာတွေမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့အနေနဲ့ဂယုစိုက်တယ်တန်ဖို့ထားတယ်။အဲ့ဒါအမှန်ဆုံးပြောပြ။နောက်တစ်ချက်ကကျွန်တော်တို့ အာပြူသားပြီးဆိုရင်ပေါ့နော်အာကိုသူများချက်မှာကျွန်တော်ကုန်းလိုက်စီတာကုန်းကျွတ်တွေလိုက်စီတာကုန်းလိုက်ကုန်းလိုက်စီတဲ့မျက်ငှားမျက်လိုက်ငှားနှုတ်တယ်အာပြူသားပြီးနောက်တစ်ချက်အမတို့ပုံမှန်လေနွားချီလိုက်ောက်တယ်နွားချီတွေလဲလမ်းထဲမှာနွားတွေသွားရဲသလားအဲ့နွားချီကျွန်တော်လိုက်ကျွတ်ပြောရင်ကြောက်ရအရင်မှလေမွေးကြိုက်သိချင်းဆိုတဲ့တရားပါစီနွားချီလေထဲမှာနွားချီရေလိုက်ကလိုက်ကောက်ပြီးတော့အဲ့နွားချီကိုအတုံးဝင်တဲ့သူတွေစီမှာချမ်းတော့တက်ရအောင်တဲ့အိတ်ကို 200ဆို205ဆို900အလောက်ကအမားတို့အကိုတို့အခုချမ်းကိုပြောဆိုနေတဲ့တချို့သောလူတွေအတွက်အရန်ပြင်မဲမာတယ်ဆိုတော့အခုခေတ်မှာအလူအတန်းတွေအရန်ပေါ်လာတယ်တွေ့ရနေရမှာရတဲ့အရာတွေနဲ့ဒါသူတို့ရဲ့ဘဝကိုလွယ်လွယ်ကူကူနဲ့ဖျက်ဆီးလာလို့လူတယောက်ရဲ့အခက်အခဲတွေတောကဒုက္ခတွေမသိလို့ပြောကြတာချမ်းတို့ကအရန်စူးစမ်းလာကြရတာအဲ့လိုမျိုးတွေပြီးစည်းဝါပြီးဆိုရင်လေကိုယ့်ရဲ့ရွာမှာဘာလုပ်ရမလဲအိမ်ပေါ်လုံးမလားအိမ်ပေါ်ဝင်လောက်တယ်ဈေးဆိုင်မှာဝင်လို့မလားဈေးဆိုင်မှာဝင်လို့ပြဈေးထွက်ရောက်မလားဈေးထွက်ရောက်နေငပိလား ငပိလာโอเคငငပိလာငပိဆိုရင်လည်းချမ်းတို့ဇလားချမ်းတို့စမ်းစပင်းစပင်းမတန်ဘူးငယ်ထိတ်ကွက်နေတယ်ဘာကြောင့်ချမ်းတို့ငယ်ငယ်လေးတည်းရလေငပိကိုအချိန်ဆက်ငါလေးကိုချမ်းတို့အဲ့လိုခေါင်းမော့ရွက်ပြီးရောလေနှစ်နိုင်လောက်သုံးနိုင်လောက်ဝေးတဲ့ခကြီးကိုခေါင်းမော့တင်ပြီးရောလေအဲ့လိုကရင်တော်တွေမှာလိုက်ရွက်ရအောင်တာတာလာဖက်လေးအပေါ်ကပိတ်ပြီးရောအဲ့လိုလိုက်ရွက်ရအောင်တာ ဲရပြန်လာပြီဆိုအဲငပိရောင်ကပြန်လာပြီဆိုရင်လေငပိရောင်ငပိဆိုတာငါအခုမှထားလို့လာတာလည်းမဟုတ်ဘူးเนาะပြောပြမယ်ဒီတဘဝကိုယုံကန်လာခဲ့ရအောင်ပြောပြရတာငပိလိုက်ရရောင်နဲ့ငပိရောင်ပြီးတော့အိမ်ပြန်ရောက်ပြီးဆိုရင်သဖြင့်ခေါင်းတွေကပူထူးနေတာပဲတည်လားကျိန်းနေတာပဲတည်လားငငယ်လေးတည်းကပြောပြတာလေအဲ့လိုမျိုးတွေလောက်လာတာလောက်လာတဲ့အချိန်ကာလအတွင်းမှာလည်းပြီးသွားပြီဆိုရင်ကြိုက်တီယိုရေခေရန်စားလာပြီဆိုကြိုက်တီယိုမှာချက်လို့အလုတ်တလုတ်တော့ဆိုမှတလားမှာမြောင်းဝေတပေါင်းခွဲကမွန်းကမွန်းစခန်းနေပြီးတော့ဟိုတောင်ချင်းရင်တီကိုချက်တော့ရေထန်းတာ အခုမှသာခစ်တင်မိသွားတော့မီးတွေရေတွေဆိုတာရသွားတာနော်မီးရေရေရသွားတာကြိုက်ကြီးဦးမှာအလုံးတလောရတယ်ဆိုတော့အခုလောရတယ်ဆိုကမွန်စကန်နေပြီးဟိုတောင်ပေါ်မှာဆန်ရှင်နေရေချိုးဖို့ဆိုပြီးတော့လေရေသုံးဖို့ဆိုပြီးတော့အဲ့လိုထန်းတက်ရတာထန်းတက်ရတာအဲ့လိုမျိုးတွေကျွန်တော်လောက်လာတာပြီးသွားပြီဆိုရင်ကျွန်တော်ချမ်းရဲ့အလုံးကြောင်လေးတွက်ပြရတာနော်ပြီးသွားပြီဆိုရင်ကျွန်တော်ရွာအလုံးတောင်ကြီးပိတ်သွားပြီဆိုရင်လေရွာပြန်ရောက်ပြီဆိုရင်ကျွန်တော်စပားရိတ်ကောက်ဆိုင်ဒီလားကောက်ဆိုင်အသက်33ဆီပါရေးချမ်းငါးချက်တန်း ်ချန်တစ်ချက်တန်တိမိတာကျွစီတော့မမီချန်တစ်ချက်တန်တိမိတယ်တစ်ချက်တန်နေပြီးတော့၅ချက်တန်ဖြစ်လာတာအသက်33အကုန်မိရဲ့အဲ့ဒီမှာချန်တော့အာတောင်ပိတ်ပြီးဆိုအောက်ပြန့်စင်းပြစဘာသမ ्या လဲတယ်မှာလေးတလားကောက်ဆိုင်တိလာကောက်ဆိုင်ဆိုတာတိမှာပေါ့လဲဘူးတော့ဒူးကြီးတစ်ထောင်လောက်ရှိတယ်ကောက်ဆိုင်တယ်ကောက်ဆိုင်တယ်မျော့ရီတွင်ဟိုတော့မျော့ဆိုတာကြားမှမမသိဘူးခုတော့ဘဝဆိုတာလေကြမ်းတမ်းမှလည်းမသိပြော့မှလည်းမသိလှုပ်ရှားခဲ့တာကိုပြောပြတာအဲ့တော့ပြီးသွားပြီဆိုရင် ဈေးရောက်နေဆိုရင်လေဘူးတီခရန်တီเนาะဘူးတီခရန်တီရောင်းရတာရွာထဲမှာပွဲရွာထဲမှာပွဲဝင်ပြီးဆိုပွဲမှာရောင်းနေအကျော်ဆိုင်ဒီမှာကျွန်တော်အကျော်လေးတန်းငါးရောင်းပြရတယ်လှုပ်ရှားရအောင်ပြောပြရအောင်เนาะလှုပ်ရှားခဲ့ရအောင်ပြောပြရတာလှုပ်ရှားခဲ့ရအောင်ပြောပြရတာအခုမှအောင်ချမ်းရကားဘရန်မြူတွေ၃၄စီးစီးလဲအားမကြနဲ့ အာပတ်စံနေကိုတင်းကိုရာချီပြီးကြိုက်နိုင်နေဆိုပြီးတော့လဲအားမကြနဲ့အလုတ်ခဲရတဲ့အလုတ်တွေပေးဆက်ခဲ့ရတဲ့အရာတွေအမားတို့အကုန်လုံးအခုလူငယ်တွေပြန်ရစ်ပြလိုက်ခြင်းနဲ့ရစ်ပြလို့မရတော့ဘူးရစ်ပြလို့မရတော့ဘူးအဲ့တုန်းကဘာမှဓပုံဆိုတာလည်းမရှိဖုန်းဆိုတာလည်းမရှိကင်မရာဆိုတာလည်းမရှိဘာမှတက်တည်ဆိုတာမရှိဘူးအခုခက်လာနည်းနည်းလေးဖြင့်အမလေးပြင်မင်းလိုက်တာဓပုံလေးရိုက်တင်ပြန်ပြီ ဒီမှာကြည်ပါအောင်ထမင်းစားရတာဒီလိုစားရဲကြည်ပါအောင်တနာခံပြင်းငါတို့ခစ်တော်ကငါတို့လှူစားခဲ့ရတဲ့အရာတွေဆိုတာလေငါတို့ကောက်ဆိုင်သွားတယ်နာအဲ့ရေတော်ကြီးတဲမှာထမင်းထိုင်စားရတယ်လေလေပိုင်ရှင်တွေ့မှာကြောက်လို့ဘယ်လိုလုပ်မလဲခုငါတို့ရထားပေါ်မှာဈေးတရားအောင်နဲ့ရထားပေါ်မှာငါတို့ plastic နဲ့ plastic နဲ့ထမင်းဖြူထည့်ပါတယ် ပလက်စတိုက်နဲ့သမင်းပြူထဲမှာယထာဘောမှာစာလေးခွေတဲရီဟိုတုန်းကဆိုစာလေးခွေတုတ်တို့စာလေးခွေတုတ်တို့ပဲလှော့တုတ်တို့အဲ့ဒီအတုတ်လေးကိုငါတို့တပွဲဝယ်ပြီးတော့သမင်းဖြူနဲ့စာစားတော့တို့ပြူအားပြီးဆိုရင်အဲ့ဒီသမင်းဖြူကြံခဲ့တဲ့အဲ့ကိုငါတို့ယထာဘောကပဲပြစ်ချဘဝကငါတို့ကအဲ့လိုချင်းလဲအောင်ငါတို့လက်စားခဲ့ရတာလက်စားခဲ့ရတာမကြည့်နဲ့ပြပြလိုက်တာနော်လက်စားခဲ့စုပ်ပလုံးလောက်လက်စားခဲ့ရတာအကုန်လက်စားပြီးတော့ငါတို့ယထာဘောမှာလည်းငါတို့ဈေးအောင်ဘူးတယ် အကူကအကူလူငယ်တွေကကြတော့လေအကူလူငယ်တွေကကြအောင်အောင်ချမ်းအေးပါအစဉ်ပြေတယ်အောင်ချမ်းရဘလို့သူတို့ကအမြင်ကဒါတော့ပဲသူတို့သိတာဒါလောက်သိတာအကူခစ်ကွာအကူခစ်ဆိုရှယ်မီဒီယာတုံးတဲ့သူတွေပေါ့နော်အဲ့လိုအဲ့ဒါကျေးဇူးတင်ပါတယ်ကျွန်တော်ကလေနောက်ချက်က အဲ့လိုမျိုးဟိုဟိုလှုပ်ရှားခဲ့အခုခင်ရကျတော့နည်းနည်းလေးဖြစ်ရင်ကွာဟောနည်းနည်းလေးဖြစ်ရင် line ပေါ်တင်တယ်အာဘာလဲဟိုကျွန်တော်တို့ဘလို့ပင်မန်းနဲ့တပုံရိုက်တင်လိုက်ပြန်ရင်ချန်တို့ခေတော့ဘာမှမရှိဘူးလေဟုတ်တယ်မလားချန်တို့ခေတော့ဖုံးလည်းမရှိဘူးချန်တို့ခေမှာဘာမှမရှိချန်မှာဘာမှတက်တည်မရှိပြီးတော့ချန်ရဲ့ကုသိုလ်ကံတွေအမျိုးမျိုးကြောက်ချန်မဲ့ ဲ့မှာစိုက်ထီးကိုတင်မဲ့ကာသွားတော့မင်းချန်တို့ကာလာပြီကစားကြီးအချင်းနေနေတခုခုကြောက်ပေါ့နော်ကျွန်တော်ထိုင်းကိုရအောင်ထိုင်းကိုရအောင်လှုပ်ရှားခဲ့ရအမျိုးဆုံးမျိုးဆုံးကနေပြီးတော့အများကြီးကျွန်တော်လေးတလား ဒါအမှန်ဆုံးပြောပြတာကျွန်တော်အများကြီးကျွန်တော်လှစားခဲ့ရတာအမားတို့တလားအများကြီးကျွန်တော်ဟောကွယ်လှစားခဲ့ရတာကြီးကျယ်အများကြီးအများကြီးအမလေးပြောပြတော့မတတ်အောင်အမေချမ်းလေးစကားလေးတခုလက်ဆောင်ပေးခဲ့ခြင်း ਨੇ လိုက်လေးမချခင်ဘဝမှာစူးစားပါစူးစားမှုတစ်ခု ਨੇ ယူသားမှုတစ်ခု တွဲခေါ်ပါနော် ယူသားမှုအစူးစမ်းမှုတစ်ခုနဲ့ယူသားဂျိုးစူးစမ်းမှုတစ်ခုကိုဂျိုးသားချင်းတစ်ခုရအောင်ယူပါအာဘယ်လိုပြောမလဲဂျိုးတော့စူးစမ်းနေတာပဲယူသားမှုမပါဘူးဆိုရင်မအောင်လဲမအောင်မြင်သူအဲ့ဒီရုပ်ကအဲ့ဒီလူတယောက်ကဘလောက်ပဲစီးစိမ်ဥစ္စာပြည်စုံရုပ်ရည်ရုပ်ရည်ပက္ကသနာဘလောက်ခမ်းနားနေပါသေးလူတွေရဲ့အမြင်မှာအမြဲတမ်းမှိန်ကြနေရောချမ်းတို့ဒီအင်ဂျီတက်တယ်ဒါမြန်မာငွေ3900ပဲ ချန်တို့ရဲ့မျက်နှာကိုကြည့်လိုက်ချန်ကိုချန်အပျော်ကြည့်တာမဟုတ်ချန်တို့အပြစ်ကင်းတယ်။ဒါချန်ကိုချန်အမြဲတမ်းလိပ်ပြလုံနေချန်ကအရာရာတိုင်းကိုချန်က စိတ်တက်နဲ့အလုပ်လုပ်တယ်စိတ်တက်နဲ့ကိုကိုလှအောင်ပြင်းတယ်အဓိကလူတယောက်ရဲ့အလှပခြင်းကစိတ်တက်ကအရန်ရီပါတယ်အဘာဆိုတာကိုကိုလိမ့်ချက်ကြည့်မယ်ကျွေးစုတင်တဲ့ကုန်လုံးနော်ဟုတ်ပြီသွားတော့ com então, a